ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာခီးစဉ်မှာလိုက်ပါလာတဲ့ကော်မရှင်အတွင်ရေးမှူးတွဲဘက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းဦးပြည်ထောင်စုဝန်ကြီးများကာကွယ်ရေးဦးစီးချုပ်ယုံမအစင်းမြင့်တက်မတော်အရာရှိကြီးများရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများလိုက်ပါပြီးအော်တိုဘာလ10ရက်နေ့မနက်ပိုင်းမှာရန်ကုန်တိုင်းဒေသကြီးတကုံမျိုးအသင့်တောင်ပိုင်းမျိုးနယ်ရှိမြမသားကောင်အစင်းမြင့်စစ်မှုရန်ဟောင်းအင်ရ၄000ခန့်သို့ ားရောက်ပြီးအစာအုပ်များထပ်မံတိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကိုတွားရောက်ကြည့်ရှုစစ်ဆေးပါသည်။ ရှေးဦးစွာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တာယာယီကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဟာမြမသားကောင်အစင်မြင့်စစ်မှုရန်ဟောင်းအင်ယာ၄000ခန်းသို့ရောက်ရှိကြရာစစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟင်းကမြမသားကောင်စစ်မှုရန်ဟောင်းအင်ယာဝန်အတွင်အုံပြုနိုင်ဖို့အတွက်နေအောင်ကြီးစွန့်ရင်သုံးဆိုလာပလန့်တိစောက်သွားမယ့်အခြေအနေများထပ်မံတိုးချဲ့ဆောက်လုပ်လျက်ရှိတဲ့အစာအုပ်များအားတမတ်ချိန်အတွင်ပြည်စည်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများအင်ယာအတွင်ရှိရေမြောင်းများအားအုတ်စီရေမြောင်းများအဖြစ်ပြုပြင်ဆောင်ရွက်ပြီးရေစည်းရေလ လာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများနဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြပါရစေ။ရှင်းလင်းတင်ပြမှုများအပေါ်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာယာယီကော်မရှင်ဥက္ကဋ္ဌကမြမသားကောင်အစင်းမြင့်စစ်မှုရန်ဟောင်းအင်ယာ၄000ကံအားရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက်စံပြူအင်ယာတစ်ခုအဖြစ်ရည်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းပြောကြားပါသည်။ ဲ့ဒီနောက်နိုင်ငံတော်ယာယီတမ်မရာနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာအိမ်ယာအတွင်မော်တော်ယာဉ်များဖြင့်လှည့်လည်ကြီးရှုစစ်ဆေးခဲ့ပြီးအိမ်ယာမှာနေထိုင်လျက်ရှိတဲ့စစ်မှုထမ်းဟောင်းများနဲ့မိသားစုဝင်များကိုယင်းနီနီနှုတ်ဆက်ပါတယ်။ အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာယီကော်မရှင်ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်များဟာအင်ယာ၄000ခန့်အနီးဘရင်တောင်လမ်းနဲ့အမှတ်9လမ်းတောင်နေရာမှာတိစောက်လျက်ရှိတဲ့ shopping complex လုပ်ငန်းခွင်တို့ရောက်ရှိကြည့်ရှုဆက်စပ်ပြီးတာဝန်ရှိသူများရဲ့တင်ပြချက်များအပေါ်လွယ်တာများလမ်းညွှန်မှားကြားခဲ့ပါတယ်။ အဲဒီနောက်နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့အေးဂျင်တရားရေးကော်မရှင်ဥက္ကဋ္ဌဟာတကုံမျိုးသစ်အရှေ့ပိုင်းမျိုးနဲ့တကုံမျိုးသစ်တောင်ပိုင်းမျိုးနဲ့သင်္ကန်းကျွန်းမျိုးနဲ့တာဂီတာမျိုးနဲ့တာမွေမျိုးနဲ့ဗဟန်းမျိုးနဲ့တကုံမျိုးနဲ့ကမာယိုမျိုးနဲ့တို့အတွေ့မော်တော်ယာဉ်များဖြင့်လှည့်လည်ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအားလမ်းဘေးဝဲရာရှိဈေးဆိုင်များစနစ်တကျဖြင့်ရောင်းချနိုင်ရင်းနဲ့ green zone များအားစနစ်တကျဖော်ဆောင်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ရှင်။